နမဲကိုခူရုံးလုပ်ပြီးတိတ်ခါကြဆင်းစေဖို့လိမ့်လဲလှဲပြားနေတဲ့အမျိုးသမီးကိုအများသိစေဖို့ posting ကတတိပေးလိုက်တဲ့ရွှေထူးပရိသတ်များအလုံးမဲမင်္ဂလာပေါင်းမာရပန် page ကနေကြိုဆိုလိုက်ပါတယ်အစောရရွှေထူးကတော့အရင်ကရှက်ရှက်တောက်အောင်မြင်ခဲ့တဲ့အစောရဖြစ်ပေမဲ့ရွှေမုံရတ္တီနဲ့အိမ်တောင်ကျပြီးနောက်မှာတော့အေးအေးလူလူသားဘဝကိုဖျက်ဆီးနေတဲ့အနည်းပညာရှင်တယောက်ပေါင်းအိမ်တောင်ကျပြီးကလေးက social media သုံးတာနဲလာတလို့ media interview တွေကိုလည်းတက်နိုင်သမျှရှောင်ရှားပြီးရွှေမုံနဲ့သာတာယာတဲ့အိမ်တောင်ရဲ့တစ်ခုကိုဖျက်ဆီးနေခဲ့ပါတယ်ဒီလိုအေးအေးဆေးဆေးနဲ့ဘဝကိုဖျက်ဆီးနေပြီးမဲ့ ဲ့အမျိုးသမီးတယောက်ကတော့ရွှေထွေးကိုအေးဆေးမနေရအောင်နှောက်ရှက်လာတာကြောင့်ရွှေထွေးအနေနဲ့သူ့ရဲ့ social media အကောင့်ကနေသတိပေးလာခဲ့ရပါတယ်။ဆိုပါအမျိုးသမီးကတော့ရွှေထွေးရဲ့ manager ဆိုပြီးဘားရီနဲ့ပွဲရှင်တွေကိုလိုက်လံလိမ့်လေကောင်ပွဲကြီးဆိုင်ရာတွေယူထားတာဖြစ်ပါတယ်။ရွှေထွေးတို့လို့ story ကပွဲတစ်ခုကိုတီးဆိုပေးတော့မယ်ဆိုရင်ကိုယ်တိုင်ပွဲရှင်တွေနဲ့မဆက်သွယ်ကြပါဘူး။ဂျာကန်ဆက်သွယ်ပေးတဲ့ manager တွေကိုတာဝန်ပေးထားတတ်တာကြောင့်ပွဲရှင်ရဲ့ manager တွေကသာစကားပြောရတာပါ။ ွဲရှင်ရဲ့မန်နေဂျာညှိနှိုင်းပေးကမှပွဲလက်ခံသိဆိုတော့အလုပ်သဘောတစ်ခုဖြစ်တာကြောင့်လိမ်လည်သွားတဲ့အမျိုးသမီးကလည်းသူ့ကိုယ်သူရွှေထူးမန်နေဂျာပါဆိုပြီးပွဲရှင်တွေကိုပုံမှန်ရိုက်နေတာဖြစ်ပါတယ်။ ွဲရှင်တွေကလည်းရွှေထွန်းရဲ့ဂုံတိတ်ခါကြောင့်ယုံကြည်လက်ခံလိုက်ပြီးငွေကြေးတွေအများကြီးနှင်နာသွားခဲ့ရတာပါအထူးသဖြင့်ဘားပိုင်ရှင်တွေကိုဆက်သွယ်ကပွဲစင်ရန်တွေတောင်းထားပြီးတကယ်တကယ်ပွဲရဲ့အချိန်ရောက်ကမှရွှေထွန်းကရောက်မလာတာကြောင့်ပြဿနာတွေဖြစ်ရပါတယ်ဒါတောင်လူလည်းအမျိုးသမီးကယုတ်တိရှိရှိတောင်းပန်ခဲ့သေးတာဖြစ်ပြီးနောက်မဖြစ်စေရပါဘူးဆိုပြီးပါရုံသွင်းပြောခဲ့တာပေါ့အစောပါလူလည်းအမျိုးသမီးကအခုလိုလိုက်လံလိမ့်လဲနေတာကြာပြီးဖြစ်ပြီးအရင်ကတည်းကလင်းညာထားတဲ့သမိုင်းမှတ်တမ်းတွေလည်းအများကြီးရှိဘူးတာဖြစ်ပါတယ် ရွှေထူးနမည်နဲ့တင်ပွဲလန်းခံနေတာခဏခဏရှိပြီဖြစ်ကောင်းပထမတစ်ခါတာချီလေးပွဲမှာတုန်းကလည်းရွှေထူးကဖြစ်တတ်တဲ့ပြဿနာလိုသဘောထားကခွင့်လွှတ်ပေးထားခဲ့တာပေါ့အခုတစ်ခါရန်ကုန်ပွဲမှာလည်းထပ်ဖြစ်ပြီးပွဲရှင်တွေကဂျင်းထဲခံရတာတွေကိုရွှေထူးစီပြန်ပြောကြတာကြောင့်အခုလို posting ကသတိပေးခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ရွှေထူးကလူလိန်အမျိုးသမီးကိုငဲ့ညာတဲ့အနေနဲ့ရုပ်ကိုတော့ဖော်ပြတာမရှိဘဲသူ့ရဲ့ Viber ဖုန်းနံပါတ်ကိုတောင်း line ပေါ်တင်လာခဲ့တာပေါ့ရွှေထူးအနေနဲ့အရင်ကတီးခန့်ခဲ့ပေမဲ့အခြားအဆိုတော်တွေရဲ့နာမည်ကိုယူသုံးပြီးခုံလုံးလုပ်နေတာကြောင့်ယုံ နောက်ထပ်သူ့ရဲ့ပွဲကားခြင်းနဲ့လုပ်ငန်းရှင်တွေကိုသတိပေးချင်တာကြောင့်ပါအခုလို posting ကအကြောင်းစုံကိုထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။ရွှေထူးဟာမျိုးသမီးတယောက်ဖြစ်တာကြောင့်ငဲ့ညာပြီးမျက်နှာလဲကွယ်ဝှက်ပေးခဲ့တဲ့လို့ရင်းရင်ကျဲကျဲသတိပေးခဲ့ပေမဲ့လူလိန်မျိုးသမီးကြောင့်သိရှိထားသူတွေကတော့ဒီအမျိုးသမီးနဲ့ပတ်သက်တဲ့ရာဇဝင်တွေကိုပါထုတ်ဖော်ပြောကြားလာခဲ့တာပါ။အဆိုပါအမျိုးသမီးကမိမိခိုင်ဆိုးဆိုသူဖြစ်ပြီးအရင်ကတည်းကလည်းလိန်လဲခဲ့တဲ့မှတ်တမ်းတွေရှိခဲ့ပါတယ်။ငွေလိန်လဲမှုနဲ့ထောင်ချခဲ့ဘူးတလို့အဆိုတော်ရီနာမည်နဲ့အခုလိုဂျင်းထဲတော်များတာကြောင့်ဇော်ဝင်းထွန်းရဲ့အချောင်း ဆိုဒေါ်ရီအများစုကလည်းသူ့ကြောင့်ငွေကြေးဆုံးရှုံးမှုတွေရှိခဲ့တာဖြစ်ပါတယ်။ဒါအပြင်မိမိခိုင်ဆိုးဆိုတာနဲ့အကြီးစားလူလိမ်မှချူစီမဆိုတဲ့နာမည်ပြက်တွေနဲ့သာလူတီများနေခဲ့တာဖြစ်ပြီး ရွှေထူးရဲ့ post အောက်မှာဝေဖန်သူတွေလည်းများနေခဲ့ပါတယ်။အဆိုတော့လောကဒေသမကပဲအခြားနေရာတွေမှာပါမိမိခိုင်ဆိုးကလိန်စားနေတာကြောင့်လူအများသိရှိရှောင်ရှားနိုင်ဖို့ရွှေထူးကိုမျက်နာမကွယ်ဝှက်ဖဲတင်ပေးဖို့လည်းတောင်းဆိုနေကြတာဖြစ်ပါတယ်။ပရိသတ်တို့အနေနဲ့ရောမိမိခိုင်ဆိုးဆိုတဲ့အမျိုးသမီးကရွှေထူးနာမည်နဲ့ဂျင်းထက်လိန်စားနေလို့ရွှေထူးကိုယ်တိုင်သတိပေးလာတဲ့ဖြစ်ရပ်ပေါ်အမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။အလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါဦးနော်။နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ။